မင်္ဂလာပါ channel msn ပါဒီနေ့မှာတော့ကျွန်တော်ကကြေးစားပေါင်းစင်လောကကိုပြောင်းပြန်လှန်ဖို့စူးစမ်းနေတဲ့ dinner white အစီအစဉ်က အလုပ်ဖြစ်မလားဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။တနေ့ကဒေနာဝိုက်ကသူ့ရဲ့ဇူဖာပေါင်းစင်နဲ့ပါရာမောင်ရုပ်တံ line တို့ကကာလာရှိသဘောတူညီမှုစာချုပ်တစ်ခုချုပ်ဆိုခဲ့တယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့မီဒီယာမှာပဲတရားဝင်ချပြလာတယ်။စတင်ပြီးပြသမယ့်အချိန်က2026မှာဖြစ်ပြီးတော့ပွဲစဉ်ပေါင်း12ခုကိုရုပ်တံ line နဲ့စာချုပ်ချုပ်ထားတဲ့ကြာမြင့်ချိန်ပေါ့နော်စာချုပ်သက်တမ်းကိုတော့ပြောပြလာခြင်းမျိုးမရှိဘူး။အဲ့ဒါအပြင်ကမှသူ့ရဲ့အနာဂတ် plan တွေကိုလည်းဒေနာဝိုက်ကချပြလာပါတယ်။အဲ့ဒါတွေကတော့ဇူဖာပေါင်းစင်ကနေပြီးတော့ကိုပိုင် championship ကပတ်တွေလုံးမယ်။သူ့အနေနဲ့ဇူဖာပေါင်းစင် ချန်ပီယံကပတ်တွေနဲ့ Rain Magazine ကပတ်ကလွဲပြီးတော့ဂျန်နဲ့ချန်ပီယံကပတ်တွေကိုအတိမတ်မပြုတ်ဘူးတဲ့။ဆိုလိုတာကတော့လက်ရှိကြေးစားပေါင်းစင် လောကရဲ့အတိမတ်ပြုတ်မှုအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ WBA တို့ WBC တို့ IBF တို့ WBO တို့ကပတ်တွေကိုအတိမတ်မပြုတ်ဘူးလို့ဆိုလိုချင်တဲ့သဘောပါ။ပြီးရင်သူ့ရဲ့စူပါပေါင်းစိန်ခေါင်းစဉ်အောင်မှာတက်တစ္ဆာအလားအလာရှိတဲ့ပေါင်းစာတွေကိုစားကြောက်ချုပ်ပြီးတော့ရှုံးချင်တဲ့နိုင်ချင်မျှတာတဲ့လူချင်းချင်းကိုပဲပွဲတဲ့ပေးမယ်။အထက်ကမှထွက်လာတဲ့အနာဂတ်ချန်ပီယံလောင်းတွေကိုတက်ကီလာအလားရှိရဲ့ Rain Magazine နဲ့သူတို့စီစဉ်တဲ့ပွဲကြီးတွေမှာပဲဝင်ပြီးတော့ကစားခွင့် ပေးမယ်။ဘောင်စင်မှာဖောင်းပွားနေတဲ့ weight တန်းတွေကို short ပြမယ်။လက်ရှိဘောင်စင်မှာ weight တန်းက16ခုတိရှိပါတယ်။များရတဲ့အကြောင်းရင်းကအဓိက weight တန်းတစ်ခုနဲ့တစ်ခုနဲ့ကြားမှာ junior senior weight တန်းတွေထပ်ပြီးတော့ထားထားတာကြောင့်မှာ UFC မှာတော့ weight တန်းက10ခုပဲရှိပါတယ်။သူကအဲ့လိုပုံစံမျိုးသွားမဲ့အနေထားမှာရှိတယ်ဝိတ်တန်းကိုလုံးဝရှော့ချပလိုက်မယ်မိုဟာမက်အလီအက်တချုပ်ကိုလည်းထပ်ပြီးတော့ပြင်ဖို့စူးစမ်းမယ်ဒါတော်တော်လေးကိုရှော့ရှိတဲ့အချက်ပြ ။ဘာကြောင့်လဲဆိုတာပြောပြမယ်။တင်နာဝိုက်ရဲ့ဇူဗာပေါင်စင်ကဘယ်ကနေဘလို့စားဖြစ်လာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အရင်ကတင်ထားမှုတွေအဲ့ဒါကြောင့်မလို့အကျဲတဝင်းမရှင်းပြတော့ဘူး။တင်နာဝိုက်အနေနဲ့ကဒီအကြောင်းအရာတွေကိုအာသက်သယောနဲ့ပြောသွားတယ်ဆိုပေမဲ့သူပြောတဲ့အချက်လက်တွေတဲကဖြစ်လာဖို့ကတကယ်မလွယ်တဲ့အချက်လက်တွေကအများကြီးရှိတယ်။အဲ့ဆိုကျွန်တော်တို့သုံးသပ်ကြည့်အောင်။လက်ရှိကျေးစားပေါင်စင်လောကကတစုံတယောက်ဒါမှမဟုတ်ဆိုရင်အဖွဲ့အစည်းတစ်ခုကအားလုံးကိုကိစ္စအားလုံးကိုချုပ်ကန့်ထားတာမဟုတ်ဘူး။ ပွဲထုံးမဲ့ပေါင်းစားတွေပွဲတွေကိုအစီအစဉ်ပေးတဲ့ပရိုမိုတာတွေချန်ပီယံကပတ်နဲ့အဆင့်တက်မှတ်ချက်ကိုချပေးထားတဲ့အသီးအမှတ်ပြုအဖွဲ့အစည်းကြီးတွေပေါင်းစားနဲ့ပရိုမိုတာကြားကချိတ်ဆက်ပေးတဲ့မန်နေဂျာတွေကအစမတူညီတဲ့နေရာကလူတွေအကုန်လုံးပေါင်းစည်းပြီးလုပ်မှာပေါင်းစင်ပွဲတပွဲဆိုတာဖြစ်လာတာပါဒီနေရာမှာအဖွဲ့အစည်းကြီးတစ်ခုကကိုပိုင်ပရိုမိုရှင်းထောင်ပြီးတော့ကိုပိုင်ချန်ပီယံကပတ်တွေလုပ်ပြီးတော့ပေးခွင့်မရှိဘူးလားလို့မေးရင်ရှိပါတယ်လုံးနိုင်တဲ့သူမရှိသေးတဲ့သဘောပါ အခုဒေနာဝိုက်ရဲ့ super bouncing ကပတ်တွေကလက်ရှိ bouncing ရဲ့အစင်လာကြီးတဲ့ပေါ့နော် WBA WBC IPF နဲ့ WBO ကပတ်တွေရဲ့ပုံရိပ်ကိုကြောက်အောင်လုံးနိုင်ပါမလားဒါမေးခွန်းရှိလာပြီနောက်ပြီးတော့ super bouncing ကို UFC style ကိုချေကိုလက်လုပ်ဖို့ကလည်းဘောင်စာတွေရဲ့အကျိုးစီးပွားကိုအဓိကအကာအကွယ်ပေးနေတဲ့မိုဟာမက်အလီအက်ဆိုတာမျိုးရှိသေးတယ်ဆိုတော့လုံးချင်နိုင်လို့လို့ကမရဘူးတလောက အလီရဲ့အက်ကိုပြင်ဖို့ဒေနာဝိုက်ကအတန်ထွက်လာတယ်။အားလုံးကဝိုင်းပြီးတော့ပြင်းပြထန်ထန်ဝင်ဖန်ကြလို့အခုတော့သူ့အနေနဲ့ပြင်ဖို့ထက်အချက်လက်အသစ်တွေကိုထပ်ပြီးတော့ပဲဖြည့်မှာပါဆိုပြီးတော့လေတန်လေးကပြော့သွားတယ်။ဆိုတော့အလီအက်လို့ခေါ်ကြတဲ့မိုဟာမက်အလီဘောင်းစင် reform အက်ကဘောက်စာတွေကိုဘလို့အကာအကွယ်ပေးထားလဲဆိုတော့အဓိကအချက်တွေကိုအချင်းချင်းအနေနဲ့ရှင်းပြမယ်။နံပါတ်1 ရိုမိုတာတွေကဘောင်စာတွေကိုပွဲရရမယ်ထိုးခြင်းနဲ့တခြားရငွေတွေနဲ့ဖြတ်တောက်ငွေတွေကိုအသေးစိတ်ချပြရတဲ့အတွက်ကြောင့်မလို့ဘောင်စာအနေနဲ့ကိုရတဲ့ငွေကမျှတမှုရှိလားမရှိဘူးလားဆိုတာတမ်းပြီးတော့သိနိုင်တယ်။နံပါတ်1နောက်ပရိုမိုတာကဘောင်စာရဲ့မန်နေဂျာအဖြစ်ဆောင်ရွက်ခွင့်မရှိသလိုပဲမန်နေဂျာဖြစ်သူကိုလည်းထိန်းချုပ်ခွင့်ကမရှိဘူး။နံပါတ်3ဘောင်စာနဲ့ပရိုမိုတာကြားကချုပ်တဲ့စာချုပ်ကိုအားကစားကော်မရှင်စီကိုပြန်ပြီးတော့တင်ပြရတယ်။ဒါကဘောင်စာတွေအတွက်တစ်ဖက်သက်ကာလရှည်စာချုပ်ကြီးမျိုး ဖြစ်မနေအောင်ပိတ်မနေမိအောင်ပါနံပါတ်၄ WBC WBO စတဲ့အတိမတ်ပြုတ်အဖွဲ့စည်းကြီးအတီးတီးကပေါ့စားတွေကိုအဆင့်သတ်မှတ်ချက်တွေကိုရှင်းလင်းအောင်တရားဝင်ချပြရပါတယ်ပရိုမိုတာတွေက PR ပေးပြီးတော့အဆင့်သတ်မှတ်ချက်တွေကိုအပြောင်းလဲလုပ်ပိုင်ခွင့်မရှိအောင်လုပ်ပါဆိုတော့ပေါ့စားတွေအနေနဲ့ကဥပဒေချိုးပေါက်တယ်လို့ယူဆရင်တရားစွဲပိုင်ခွင့်ရှိနေပါတယ်လုံးဝလွတ်လွတ်လပ်လပ်ပါပဲစာသက်ဖြစ်ပေါ့နော်အဲ့လိုအချက်တွေရှိတယ်အလီအက်မှာ UFD ကိုတုံညာဘွားကနေပြီးတော့ဒီနေ့ဒီချိန်အထိအောင်မြင်မှုမျိုးရအောင်လုပ်ပြနိုင်ခဲ့တဲ့ဒေနာဝါရဲ့ဦးဆောင်မှုနဲ့စီမံခန့်ခွဲနိုင်စွမ်းကတော့မေကွန်ထုတ်ဖို့ကမလိုဘူးဒေနာအခုလက်ရှိပေါ့နော် စူပါပေါင်းစင်ကိုနံမကြီးပေါင်းစင်ပွဲတွေကိုစီစဉ်နေတဲ့တူရကီအာလာရှေးရဲ့ဘန်နာရေးအထောက်ပံ့ကိုအပြည့်အဝရထားတယ်။အဲဒါကြောင့်မို့လို့လဲငွေကြေးခံရမှုရှိလို့သူကစွာကျင်တိုင်းစွာကျန်းကျင်တိုင်းကျန်းနေရတဲ့အနေထားပါ။ဒါကြောင့်လဲသူ UFC ကိုထိန်းចောင်းလာပြီးတော့မုံမန်လာတဲ့ပုံစံမျိုးကိုပေါင်းစင်ဘက်ကိုသူလှုပ်ဖို့စ조사ကြည့်နေတာပါ။ပေါင်းစင်မှာကြတော့ UFC လိုမျိုးထိုးကြေးတတ်မှတ်ချက်ကတိတိကျကျမရှိရတဲ့ကြောင့်မို့လို့ပေါင်းစားတွေကြားမှာထိုးကြေးကွာဟချက်ကအရန်ကြီးတယ်။နံမကြီးထိတ်တိုင်းပေါင်းစားတွေကတပွဲကိုဒေါ်လာ တန်းဝဆဲချီတချို့ဆိုရာခနန်းလောက်ထိရနေတဲ့အချိန်မှာနာမည်မရသေးတဲ့အောက်ခြေပေါက်စားတွေမှာကြတော့ဒေါ်လာရာခနန်းထောက်ခနန်းနောင်မှာအနိုင်နိုင်ဖြစ်နေတာပါဒင်နာဝိုင်းအနေနဲ့အဲ့ချက်ကိုသဘောမကျလို့ခဏခဏထုတ်ပြောမှုတယ်ဆိုလိုတာကသူ့ရဲ့ဇူဖာပေါင်းစင်မှာအစင်းလိုက်တင့်တော်တဲ့ထိုးချေးသတ်မှတ်ထားပေးမယ်ဆိုတဲ့သဘောမျိုးပေါ့နော် UFC ရဲ့တွားရအတိုင်းပေါ့ပထမဆုံးစထွေးဘလောက်ဆိုတာမျိုးသတ်မှတ်ထားမယ်အချုပ်အားဖြင့်ပြောရရင်2019ခုနှစ်ကတည်းကစခဲ့တဲ့ဒေနာဝိုက်ရဲ့ဇူဖာပေါင်းစင်နဲ့ပတ်သက်တဲ့စိတ်ကူးကအခုတော့လက်တွေ့အကောင့်ထဲ ေါ်လာတော့မှာပါပေါ်လာဖို့လေအခြေအနေတွေကပြည့်စုံလူနီးပါးရှိနေပြီလို့ဆိုပေမဲ့အောင်မြင်မလားကြာရှုံးမလားဆိုတာကတော့ဒေနာဝိုက်ရဲ့လုံဆောင်ချက်ထွက်လာမဲ့ရလနဲ့ဒေနာဝိုက်နဲ့တူရကီအာလာရှေးတို့ဂျာကဆက်ဆံရေးပေါ်မှာအများကြီးမူတည်နေပါတယ်ဒါအပြင်ဘောက်စာတွေကြိုက်မကြိုက်ပရိသတ်တွေကြိုက်မကြိုက်ဆိုတဲ့အပေါ်မှာလည်းမူတည်နေပါတယ်။ရှေ့မှာကြုံရမယ့်အခက်ခဲအတားအဆီးတွေကအများကြီးကြံပါသေးတယ်။အောင်မြင်အောင်လုပ်နိုင်မလား၊လမ်းခူးလက်မှာပဲရက်မလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရပါမယ်။ နေရောတာပါ channel အမှန်ဆန်ရပါတဒါ social media platform တွေရဲ့ rule အရာကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ